ခေဝုံကိုထမ်းကြတဲ့ CDM တွေအာနာသိန်းစစ်တပ်ကိုခုလက်ရှိနေထားထိတော်လန်နိုင်အောင်ပြုလုပ်ခဲ့ကြသူတွေထဲမှာ CDM ဝန်ထမ်းတွေဟာအထက်နေရာကပါဝင်ခဲ့ကြသူတွေ ဖြစ်တယ်စစ်အာနာသိန်းမှုကိုလက်မခံတဲ့ CDM ဝန်ထမ်းတွေကြောင့်စစ်တပ်ဟာအစိုးရရန်ရဲတွေမလဲပတ်နိုင်တော့တဲ့အတွက်အခက်အခဲများစွာဖြစ်စေခဲ့တယ်အခုထိလဲသူတို့အကျက်တွေ့နေရဆဲဖြစ်တယ်ဒီလိုပြည်သူအတွက်တောင်းဝန်ချခဲ့တဲ့ CDM သမားမောင်လုံးမွေးမိသားစုမှာ နှစ်ယောက်တောင်ရှိလို့ဂုံယူမိတာအမှန်ပါပဲ CDM ပြုတ်လုခဲ့တဲ့သူတွေဟာဝန်ထမ်းတွေအဖြစ်အတံမွေးဝမ်းကြောင်းပြုတ်ခဲ့ကြသူတွေဖြစ်ပါတယ်ဒီတော့ CDM တမအများစုဟာဘာမှထုတ်ထုတ်ထဲထဲရှိကြတာမဟုတ်ပါဘူးဒါပြင်ဝန်ထမ်းလုံသက်ကြာခဲ့ရင်ကြာခဲ့သလိုအခြားလူတွေကိုမလုတ်တက်လုတ်ဖို့လည်းခက်ခဲပါတယ်အရွယ်ရှိသေးတဲ့ CDM ဝန်ထမ်းတွေတောင်အခြားလူကိုပြောင်းလုပ်ကြရမှာအခက်ခဲရှိတယ်ဆိုတော့အရွယ်လွန်ကာစ CDM ဝန်ထမ်းတွေအဖို့ပိုပြီးခက်ခဲပါတယ်ယုံမတက်နဲ့ယုံထွက်တဲ့ ပြည်သူတွေကကြွေးကြော်ခဲ့ကြတယ်။ပြည်သူတွေနဲ့တသားရဲရှိတဲ့ဝန်ထမ်းတွေအလုံးယုံထွက်ခဲ့ကြတယ်။စီဒီအမ်ဝင်ခဲ့ကြတယ်။ပြည်သူတွေကကြွေးထားမှာဗျ။စီဒီအမ်ဝန်ထမ်းတွေကိုအားပေးကြွေးကြော်ခဲ့ကြတယ်။ဒါပေမဲ့လည်းရေရှည်မှာတော့ပြည်သူတွေခင်ဗျာလဲစစ်တပ်ရဲ့မီးရှို့ဖျက်ဆီးတဲ့ဒဏ်ကိုခံရတာကတစ်ဖက်ဒေါ်လန်ရဲရဲ့ဝန်ကိုထမ်းထားရတာကတစ်ဖက်နဲ့ဘယ်တက်နိုင်မှာမလဲဗျာ။မောင်လုံးမွေးတယောက်တောင်ကိုမိန်းမစီဒီအမ်ဆီယာမမစ်မွေးကိုဝါဝါလင်လင်မကြွေးနိုင်လို့ မစ္စမွေးခမသူ့ဘာသာသူရုံးကန်ရှာဖွေနေရတာဒီကနေ့ထိပါပဲစီဒီယံဝင်ကြတာချင်းတူရင်မြို့ပေါ်မှာနေထိုင်တဲ့စီဒီယံဝန်ထမ်းတွေကပိုးကြက်တဲကြပါတယ်တင်မော်တီထောင်းကိုလှဲကလေးနဲ့ရောင်းနေတဲ့ဆံမာလေးစပိန်တော့ကရေခဲပုံးတင်ပြီးရေခဲချောင်းရောင်းနေတဲ့မောင်လမွေးနောင်တော်စီဒီယံကျောင်းဆရာကုံစိမ့်လှဲရောင်းနေကြတဲ့ကျောင်းဆံမာကြီးနဲ့ဆရာကြီးလင်မယားသုံးမိတ်စည်းမှာအခုပေါင်းသမားအဖြစ်လိုက်နေတဲ့မောင်လမွေးစာပေညီငယ်စီဒီယံကျောင်းဆရာလေး အလားပြင်ဆိုင်မှာအကူဖြစ်လုံလုံနေရတဲ့မစ်မွေးရဲ့လုံပေါ်ကိုင်ဘတ်သားတယောက်နဲ့မုံဆိုးမဆီယမ်မာလေးဒီလိုဖြစ်ပြနေတာတွေရေးရရင်မောင်လူမွေးတိတာတွေအများကြီးပါအကျွေးမဆန့်နိုင်လို့တိမ်ငယ်စိတ်ညစ်နေရှာတဲ့မစ်မွေးရဲ့တငယ်ချင်းဆီယမ်မာတယောက်အတွက်တော့သူစိတ်ချမ်းသာဖို့သူ့အကျွေးမစ်မွေးကဂျားရဲကဝင်ကူဆက်ပေးခဲ့တဲ့အတွက်မောင်လူမွေးတာလို့ခေါ်ရပါတယ်ဂျားရဲကသူ့တငယ်ချင်းအကျွေးကိုဆက်ပေးတယ်ဆိုလို့ကို့အစင်သင်းရှိတာထုတ်ဆက်ပေးလိုက်ရတာမျိုးမဟုတ်ပါဘူး ကိုယ်တိုင်လုပ်ကန်ရှာဖွေပြီးရလာတဲ့ပိုက်ဆံနဲ့ဆက်ပေးခဲ့ရတာဖြစ်ပါတယ်။လူကိုလူကမကူညီရင်ဘယ်နဲ့ကလာကူညီမှာလဲဆိုတဲ့ကြ བྱ ားဆရာလှတန်းရဲ့ကြ བྱ ားစာသားကို အမှတ်ရသွားတယ်။ CDM ကို CDM ကြီးမကူညီရင်ဘယ်ပုဂ္ဂိုလ်ကလာကူညီမှာလဲဆိုတဲ့အခြေအနေကိုစိုက်နေတာကို CDM ဝင်ကြတယ်ဆိုတာအများစုကစစ်အာဏာရှင်ကိုမကြိုက်လို့ဝင်ကြတာဖြစ်တယ်။အများဝင်လို့လိုက်ဝင်တဲ့သူအခြေအနေအရမဝင်မဖြစ်လို့ဝင်ရတဲ့သူအချို့လည်းရှိတယ်ဆိုတာကတော့မောင်လုံးမွေးကိုတွေအရာ သိနေမြင်နေရပါတယ်။ဒီလိုလူတွေအများစုဟာတော်လန်နေမြေမှာအလုံးလုံးကြတဲ့အခါစေတနာနဲ့ပြီးရေသာခိုတတ်တဲ့အကျင့်ရှိတာကိုတွေ့ရတော့တာပါပဲ။ယုံကြည်ချက်ကအရေးကြီးတယ်လို့အစင်အဆက်ပြောခဲ့ကြတာသိမှန်လာပေါ့။မောင်လူမွေးနဲ့မစ်မွေးကိုဘာကြောင့်စီဒီယံဝင်ခဲ့တယ်လဲလို့မမေးမှုပါဘူး။ဒါပေမဲ့မစ်မွေးသူစီဒီယံဝင်ရတဲ့အကြောင်းကိုသူများတွေကိုပြောပြတာကိုတော့ဘေးနားကနေနားထောင်မှုပါလေ။စင်အနာရှင်ကိုတော့ကျမလည်းမကြိုက်ဘူး။ရွေးကောက်ဝဲလို့တော့ကျမတို့မဲယုံမှုလုပ်ရတယ်။မဲရလည်းမှန်တယ်။ NLD အပြတ်သက်နိုင်တာလေမှန်တယ်အဲ့ဒါကိုမဲစင်းမားပါတယ်လို့စစ်တပ်ကပြောပြီးအာနာသိန်းတော့ကျမတို့မဲယုံမှုလုပ်တဲ့ဆီယမတွေကိုလူလိန်နေပါလို့ပြောတာနဲ့အတူတူပဲစော်ကားတာပဲလीအဲ့ဒီတော့ကိုကိုလူလိန်လို့ဆွဆွဲတဲ့စော်ကားတဲ့လူတွေလက်အောင်ပါဘာလို့ဝင်နေလို့ရမှာလဲလို့ဆိုသည်ဗျအခုတော့ဆီယနာရှင်ကိုမကြိုက်တဲ့ဂုံသိခါကိုအစော်ကားမခံတဲ့မစ်မွေးတယောက်တင်းနန်းဆီယမတစ်ပိုင်းတောချောင်းဆီယမတစ်ပိုင်းဖြစ်နေပါပြီသူတငယ်ချင်း CDM ဆီယမတွေလည်းအစဉ်ပြေးသည်ဖြစ်စေမပြေးသည်ဖြစ်စေ၅နှစ်တာကာလအတွင်းမှာ သူ့နေရာနဲ့သူနေသားကြကြပါပြီ။မောင်လူမွေးရဲ့မိတ်ဆွေဦးစည်းရာရှိကနေထွေးအုပ်စီအဆုံစီဒီယံဝန်ထမ်းတွေလည်းပြည်ပမာရောတောထဲမာရော ထောင်ထဲမှာပါနေသားကြတဲ့လောက်ကြကြပါပြီ။နိုင်ငံရဲ့တော်လှန်ရေးဟာပိုးပြီးပြင်းထန်လာတယ်။ဒုက္ခတွေဟာပိုးပြီးနှက်ဆိုင်လာတယ်။ကြံစည်တွေဟာလည်းပိုးပြီးရှုပ်ထွေးလာတယ်။နိုင်ငံရဲ့လက်ရှိသမိုင်းဟာစီဒီယံဝန်ထမ်းတွေကိုအာဏာသိမ်းစစ်တပ်လက်အောက်မှာတောင်းဝန်မထမ်းဆောင်ခြင်းအပြင်ဒေါ်လာရင်းနဲ့လူလူအတွက်အလုပ်လုပ်ကြဖို့ ထပ်ဆင့်တောင်းဆိုနေခဲ့ပြီ CDM ကို CDM ကမကူညီရင်ဘယ်နှက်ကလာကူညီမှာလဲအုတ်ချုပ်ရေးကျမ်းမာရေးပညာရေးမှာနားလည်တက်ကြွတဲ့ CDM တွေကမကူညီရင်ဘယ်နှက်ကလာကူညီမှာလဲခေဝန်ကိုထမ်းနိုင်ပြီးခေလန်းကိုကောင်းကောင်းရှောက်နိုင်တဲ့ CDM တွေ များသရက်များပါစေလို့မောင်လူမွေးဆန္ဒပြုလိုက်ရပါတယ်ခင်ဗျာမောင်လူမွေး